The Goal Golden Online Magazine ကို နားဆင်နေရတာဖြစ်ပါတယ်။ဒေါ်လာယေဥတီယာနဲ့ရလတ်ဒီအပတ်တွင်စစ်ကောင်စီဟာစကိုင်းတိုင်းတဲကမြို့တွေဖြစ်တဲ့ရာတော်ဝက်လက်မြင်းမူကနီမင်းကင်းကလေးဘက်တွေကိုတနေမဟုတ်တနေနေ့စဉ်ဆိုသလိုလေချောင်းကနေတိုက်ခိုက်ခဲ့တဲ့စကိုင်းနဲ့အပြိုင်မန္တလေးအထက်ပိုင်းကတပိတ်ချင်း စင့်ကူးနဲ့မရယာမြို့တွေလည်းဘုံကျဲတိုက်ခိုက်ခံရမှုတွေပါဝင်တာကိုတွေ့ရတယ်။ဒါကြောင့် အင်းတော်ကြသွားပြီးတဲ့နောက်ပိုင်းစကတ်ဆဟာစကိုင်းနဲ့မန်းကိုပြန်ပြီးတင်းထားဖို့လိုတယ်လို့ယူဆထားပုံရတယ်။အချိန်ထဲမှာအင်းတော်အနီးကကတားကိုစင့်ရအများပြားဖြည့်တင်းလာတယ်။အာဆီယံအတန်ထွက်စကိုင်းငလျင်ကိုမန္တလေးငလျင်လို့နာမည်ပြောင်းကျင်နေဆိုပြီးအတန်ထုတ်လာတဲ့စကတ်ဆဟာစစ်တပ်အကြီးအကဲမိသားစုလိုက် တောင်ကြီးမှာထီတော်တင်ရေရာချေတဲ့အပြင်ရုံးတချို့ရန်ကုန်ကိုပြန်ရွှေ့ပြောင်းဖို့စီစဉ်လာတဲ့အတွက် ်မြလျင်တဲရိတ်ခတ်မှုဟာမိပြည်တော်ရဲ့ရုပ်ပိုင်းဆိုင်ရာအုပ်ချုပ်ရေးရန်ရာပြင်စစ်တပ်အကြီးအကဲတွေအတွက်စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေပါ ရှိနေမယ်လို့ယူဆနိုင်တယ်။တစ်ဖက်မှာသခိုင်းငလျင်ဟာအာဆီယံကိုလူသားချင်းစာနာမှုအထောက်အကူဆိုတဲ့ခေါင်းစဉ်နဲ့မြန်မာကို အာဆီယံမူငါးချက်ထဲပြန်ထည့်ဖို့အခါပေးတဲ့သဘောဖြစ်လာတယ်။အာဆီယံဟာမြန်မာကိုအခုလိုဘာမှ TDO ရောက်ညှိနှိုင်းဆောင်ရွက်မပေးနိုင်တဲ့အတွက် တန်တမာရေးအရာကိုအဖွဲ့အစည်းအရာပါစွမ်းဆောင်ရည်နေတယ်ဆိုတဲ့နာမည်ဆိုးကို၄နှစ်ကြာလောက်အောင်တည်ယူလာခဲ့ရတဲ့သဘောဖြစ်တယ်။မလေးရှားဥက္ကဋ္ဌဖြစ်တဲ့ဒီနှစ်မှာအာဆီယံဟာစကားဆန်တဲ့နီးစပ်တဲ့ထိုင်းနဲ့ကမ္ဘောဒီးယားကအစိုးရပြုတ်တွေဖြစ်တဲ့တက်ဆင်နဲ့ဟွန်ဆန်ကို အထူးကိုယ်စားလှယ်အနေနဲ့ခန့်အပ်ထားတာတွေ့ရတယ်။တကြံပြီးထိုင်းကိုဒုတိယကြိမ်သွားပြီးမလေးဝန်ကြီးချုပ်နဲ့မဟာလာတွေ့မှာဖြစ်တဲ့အတွက် လင်းတန်မိပြီးဆစ်ရှုံးနေတဲ့မာလာကိုဒီတခါတော့နာသွင်းနိုင်လိမ့်မယ်လို့ယူဆထားပုံရတယ်။ဒါပေမဲ့အခြေအနေတွေကိုပြန်ကြည့်ရင်လေယုတ်ကလာရှူနဲ့အတန်နဲ့နဲ့ထွက်လာတဲ့မိုးကုတ်ကိုနေမြေတွေပြန်ဆုတ်ခိုင်းရင်ဉာဏ်မိတ်အကျန်းသတ်မှတ်ချက်နဲ့အတူနေမြေတည်ငြိမ်ရေးနဲ့ရှမ်းမြောက် KNU နဲ့ KIA တရုတ်ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်ဖွင့်ပေးမယ်။ရှေ့တဆင့်တက်နိုင်ရင်ဆုတ်သွားတဲ့နေမြေတွေမှာ နောက်တစ်ချိန်လုံမယ်လို့ရည်ရွယ်ထားတဲ့ရွေးကောက်ပွဲကိုမြို့ပေါ်တွေမှာအ ਨੇ စုံဟန်ပြလုပ်မယ်သဘောမှန်းဆထားပုံရတယ်။ဆိုလိုတာကတရုတ်ဖိအားပေးတည်ငြိမ်မှုကိုရမ်းမြောက်မှာအကောင်အထည်ဖော်အာဆီယံလူသားချင်းစာနာမှုကိုသခိုင်းမန္တလေးနဲ့နေပြည်တော်မှာလုပ်နိုင်ဖို့အတွက်စကားဆလိုအပ်လာတဲ့နေရာတွေဟာသခိုင်းနဲ့မန္တလေးကိုမြို့တွေမှာညိအောင်ပြန်ထိန်းထားနိုင်ဖို့ဖြစ်တယ်။ဒီပြန်နီးမှာအမှုကြီးကိုအာဆီယံဘက်ကကမ်းလှမ်းချက်တစုံတရာ ဒီလာတဲ့ထွက်လာဖို့ကြိုးစားမဲ့သဘောဖြစ်တယ်။ AB 24ရဲ့ဟာဂျကာတာမူ9ချက်ရဲ့၄နှစ်ပြည့်မြောက်နေ့ဖြစ်တယ်။မလေးရှားနဲ့ဆက်ကဆာရဲ့ဒီတွေ့ဆုံပွဲမှာရိုကိစ္စတွေပါပါဝင်လာမယ်ဆိုရင်ရခိုင်ဟာဒီနီးဗျူဟာနဲ့အစီအစဉ်တွေထဲမှာတနည်းနည်းနဲ့ပတ်သက်လာရဖို့ရှိနေတယ်။ဆက်ကဆာဘက်ကတန်တမန်ကြီးကိုပုံစံတစ်မျိုးနဲ့ပြန်အသက်သွင်းနေချိန်မှာ လူကြီးနဲ့ဒေသဆိုင်ရာတော်လှန်ရေးတပ်တွေကြားကအဟကို ဘေးဝိုင်းတီးပေးနေကြတဲ့တရင်တွေကိုလည်းဓမျိုးမဟုတ်ဓမျိုးတွေ့နေရမှာဖြစ်တယ်။ပုံမှန်မှာညီနောင်သုံးဘော်ငိန်နေရင်ကချင်နဲ့ကရင်ဘက်ကတိုက်ပွဲသံတွေပြန်ကြားလာရတဲ့သဘောရှိတယ်။ဒီအပိုင်းကော့ဂရိတ်ဘက်ကို KNL တွေတိုက်နေတဲ့အတွက်မကြခင်မှာ KIA ဘက်ကဗမော်သို့မဟုတ်ကချင်စကိုင်းထိစပ်နေတဲ့နယ်တွေမှာတနတ်တန်တွေပြန်ကြားလာရဖို့ဖြစ်နိုင်ခြေရှိတာတွေ့ရတယ်။အခြေအနေလားရာနဲ့ရလတ် ဒေါ်လာရက်ကိုလေ့လာတဲ့ကျွမ်းကျင်သူတွေဟာဒေါ်လာရေးကိုအပိုင်း၃ပိုင်းခွဲပြီးသုံးသက်လရှိတာကိုတွေ့ရတယ်။ပထမပိုင်းကဒေါ်လာရေးဖြစ်ပေါ်စေမယ့်အခြေအနေတွေ situations ဒေါ်လာရေးဥတည်နေတဲ့လမ်းကြောင်းတွေ trajectories နဲ့ဒေါ်လာရေးကထွက်ပေါ်လာမယ့်ရလဒ်တွေ outcomes ဆိုပြီးဖြစ်တယ်။ဒီနေရာမှာပထမပိုင်းဖြစ်တဲ့ဒေါ်လာရေးဖြစ်ပေါ်စေမယ့်အခြေအနေတွေဟာဒေါ်လာရေးရဲ့ရလဒ်အနိုင်အရှုံးနဲ့ချိတ်ဆက်မှုမရှိဘူးလို့ဆိုတယ်။ဒီပိုင်းဟာ ဘယ်အခြေအနေတွေမှာတော်လန်ရီတွေဖြစ်ပေါ်တတ်တယ်လဲလို့လိလာကြည့်တဲ့သဘောသာဖြစ်တယ်တော်လန်ရီသွားနေတဲ့လမ်းကြောင်းတွေကတော့တော်လန်ရီရဲ့အဖြေနဲ့ဓာိုက်ရိုက်ပတ်သက်နေတာဖြစ်တယ်။မြို့တော်လန်ရီဟာယောက်ျားစစ်စစ်စင်ရီတွေနဲ့နောက်ဆုံးမြို့သိမ်းတိုက်ပွဲတွေကိုအစဉ်အဆက်သွားကြရမှာကီနယ်တွေတနည်း EO တွေသွားတဲ့လမ်းကြောင်းကိုဗမာစစ်တိုင်းတွေကလိုက်နေကြတဲ့သဘောတွေ့ရတယ်။တနည်းပြောရရင်ဗမာစစ်တိုင်းတွေအတွင်းမှာစစ်စင်ရီတွေနဲ့ နောက်ဆုံးမြို့သိမ်းတိုက်ပွဲတွေဟာအချိန်ယူကြရလေရှိတာကိုတွေ့ရတယ်။ဒီအချိန်ကို ရှေ့မှာ ကောင်းစွာရှော့ချနိုင်လိမ့်မယ်လို့အင်းတော်အတွေ့အကြုံအရအင်းတော်မှာပြခဲ့တဲ့ဆွဆောင်ရီကိုကြည်ပြီးတွက်ချက်သုံးသပ်မှုတွေကိုလည်းသတင်းတွေမှာတွေ့ရတယ်။ရလတ်နဲ့ Unity လက်ဗလာနဲ့စခဲ့တဲ့တော်လိုင်းအင်အားစုတွေရဲ့နေမြေပိုင်ဆိုင်မှုလက်နေရရှိမှုစစ်အင်အားနဲ့တိုက်ရီခိုက်ရီတွေဟာ ကောင်းစွာတိုးတက်လာကြတာအမှန်ဖြစ်တယ်။ လေးနှစ်ကျော်ကြာလာတဲ့ခီးအတွင်းမှာအလံတော်တစ်ခုတည်းအောက်ကသွားမဲ့ဒေါ်လာရေးတပ်ပေါင်းစုနဲ့အမိန်ပေးစနစ်ဆိုတာဟာခက်ခဲနေစေဆိုတာကလည်းပကတိအမှန်တရားဖြစ်တယ်။ဒီမိုကရေစီကလူတူချင်းစီအဖွဲ့အစည်းတစ်ခုချင်းစီနဲ့လူမျိုးစုတစ်ခုချင်းစီရဲ့မတူကွဲပြားတဲ့အယူအဆနဲ့လွတ်လပ်မှု diversity ဆိုပေမဲ့ဒေါ်လာရေးကတော့အဲဒီလွတ်လပ်တဲ့အတွေးအခေါ်အယူအဆတွေကိုစူးစီးပုံဖော်ကြခြင်း unity ဖြစ်တယ် ရလက်အနီအဝေးဟာ unity အနီအဝေးပေါ်မှာမူတည်မှာဖြစ်တယ်။ The call coden online magazine မှာဖော်ပြခဲ့တဲ့သောင်းမရှင်ကျော်စောခန့်ရဲ့တော်လန်ရေးဥတီယာနဲ့ရလက်တည်င်းသုံးသက်ချက်သောင်းမကိုကျွန်တော်မြစ်ထက်အောင်ရွတ်ဖတ်ထားတာဖြစ်ပါတယ်ခင်ဗျာ။